ကျမတော်မူကြပါစားခင်ဗျာ2025ခုနှစ်မေလ18ရက်နေ့ရက်မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ကျွန်တော်ဝေယံပါပြည်သူပေါင်းကိုတော်လှန်နေသစ်ပါလို့နှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာအဲ့တော့ဒီကနေ့မနေ့ရက်ထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုစူးစီးတင်ဆက်ပေးတော့မှာပါပထမဆုံးတွေ့ရတဲ့ထူးထူးခြားခြားသတင်းတစ်ပုဒ်ကတော့အကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ဘက်ကလုံခြုံရေးအရာဆိုပြီးတော့ဒီလေရင်မှုတွေလေရင်မောင်းတဲ့ဒီလေချောင်းအရာရှိတွေအပေါ်ဝင်ဂျပတ်ဆက်ရှုံးကောင်စီတပ်ဘက်က လီတက်နဲ့ပတ်သက်တဲ့သူတွေကို Facebook သုံးတာတွေ TikTok သုံးတာတွေကိုတားမြစ်ပိတ်ပင်ကန့်သတ်လိုက်တယ်လို့သိရပါဗျ။အဲ့တော့ဒီရက်တွင်မှာကျွန်တော်တို့သိရတဲ့အတိုင်းသခိုင်းတိုင်းကတပင်းရင်ဖြစ်စဉ်ဒီပြီးတဲ့အခါမှာ လေရင်မောင်းတဲ့သူတွေအရာရှိတွေကို Facebook မှာကျွန်တော်တို့ဖော်ပြကြတယ်ဒီမိသားစုဒီမိသားစုတွေဒါကတပင်းရင်ဖြစ်စဉ်မှာလေချောင်းကျဲသွားတဲ့မိသားစုတွေဖြစ်တယ်ပြီးတော့အဲ့ဒီလေချောင်း မောင်းတဲ့သူတွေလင်းမောင်းတဲ့သူတွေတိုက်လင်းမောင်းတဲ့သူတွေကိုပြစ်မှတ်ထားပြီးတော့အဲဒါတွေကိုလည်းဖြိုပြက်ဖို့ဒီရန်တရားတွေကိုတိုက်ခိုက်ကြဖို့ဆိုပြီးတော့လူမှုကွန်ရက်တွေမှာကြေကြေပြက်ပြက်ရှိလာတဲ့အခါမှာအချမ်းဘတ်ဆက်ရှုံးကောင်စီတက်ကအသေးအတန် Facebook တွေလုံးဝမသုံးပါဘူး TikTok တွေလုံးဝမသုံးပါဘူးသုံးထားတာတွေတင်ထားတာတွေရှိလို့ရှိရင်လည်းဖြတ်ကြဖို့ဆိုပြီးတော့ပြောလာတယ်အဲ့တော့အခုမှမဟုတ်ပါဘူးအရင်ကာလတုန်းကလည်းဒီလိုမျိုးလေချောင်းတိုက်ခိုက်ပြီးတော့ပြည်သူတွေစုလိုက်အပြုံလိုက်တည်ပြီးတဲ့ဖြစ်စဉ်တွေဖြစ်ပြီးသွားပြီဆိုရင်အဲ့ဒီ ဖြစ်ရက်ကိုလေချောင်းပေါင်းနေတဲ့လေရင်မှုရဲ့လေတက်အရာရှိရဲ့မိသားစုဝင်တွေကအဲ့ဒီတက်တွင်းမှာရှိတဲ့ရိတ်တာတွေမှာလာရောက်ပြီးတော့ဟိုခိုလုံကြတယ်လာရောက်ပြီးတော့ပုန်းချောင်ကြတယ်လို့သိရတယ်အဲ့တော့သူတို့ back နော်သူတို့ကြတော့နော်သိပြီးတော့ကြောက်တက်လိုက်ကြတာမကောင်းမှုကိုပြည်သူကိုတက်ဖြတ်မှုကိုပြုလုပ်ထားတဲ့အခါမှာစိတ်ကကိုကိုကိုတစေချောက်ပြီးမလုံးကျုံမလုံးမကျုံဖြစ်ရတဲ့အပြင်နော်သိပြီးတော့ကြောက်တက်လိုက်ကြတာဒီသတင်းကြောက်ရကိုလေကျွန်တော်တို့နားဆင်ရမှာပါအဲ့တော့ နောက်ထပ်သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့အထူးကုဆရာဝန်ကြီးဘမောက်ခဒေါက်တာခင်မောင်လွင် NUG ရဲ့ကျန်းမာရေးဒုဝန်ကြီးဖြစ်လာပါပြီခင်ဗျာဒီသတင်းကတော့ကျွန်တော်တို့အားရဝမ်းသာကြိုဆိုရမယ်သတင်းတစ်ပုဒ်ပါ NUG မှာအတတ်ပညာရှင်တွေအသိပညာရှင်ကုလိုမျိုးဆရာကြီးဒေါက်တာခင်မောင်လွင်တို့လူဆရာကြီးတွေကနေပြီးတော့တာဝန်တကယ် officially တရားဝင်တာဝန်ဝင်ယူပြီးတော့ NUG မှာအားဖြည့်လာပြီဆိုတော့ကျွန်တော်တို့ရှေ့လျှောက် ီသူတွေရဲ့ကျမ်းမာရေးနဲ့ပတ်သက်တဲ့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတကယ်ကိုအားရနေရာတွေမြင်တွေ့ရမှာဖြစ်ပါတယ်။နောက်တဲ့သတင်းတစ်ပုဒ်ကတော့နယ်လင်းမြို့နယ်မှာကျမ်းမာဆေရှုံးကောင်စီတပ်ကပြစ်တဲ့လက်နက်ကြီးကြောင့်ဒီတော်လိုင်းတပ်မတွေဖမ်းဆီးစစ်ဆေးနေတဲ့စစ်တပ်သတင်းပေးခိုင်ကြီးထိမှန်ပြီးတော့တည်ဆုံသွားတယ်လို့သိရပါတယ်။အဲတော့ခိုင်ကြီးကတော့နောက်ဆုံးချိန်အထိဘဘပေးတဲ့လက်ဆောင်နဲ့ဘဘပေးတဲ့လက်ဆောင်ပိုက်ပြီးတော့တမလွန်ခရီးကိုမြန်းရတယ်အချိန်နေပါအဲ့ဒဇယ်မြို့စကခရဲ့စကစရဲ့ဒီခမရ 361ကတပ်သား2ဦးဟာသနက်2လက်နဲ့အလင်းဝင်ပြီးတော့ပြည်သူဘက်ကိုခလုံးလာတဲ့တော်လိုင်းရေးဖွဲ့တွေနဲ့ပူးပေါင်းလိုက်တာဖြစ်ပါတယ်သူတို့ကိုချက်သိန်း90တိစုချင်းမြင့်လိုက်တယ်လို့သိရပါတယ်ဝန်တာစီကတရင်မှာပဲအဲ့တော့လင်းဝင်ကြမဲ့ကျွန်တော်တို့စစ်ရှုံးကောင်စီလက်အောက်မှာတာဝန်ထမ်းဆောင်သူတိုင်းကိုလည်းဖိတ်ခေါ်ပါတယ်ဒီသတင်းတွေနဲ့အတူဒီကနေ့မနေ့ရထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုစူးစီးတင်ဆက်ပေးမှာပါခင်ဗျာအဲ့တော့ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့မကြမ်းစစ်ရှုံးကောင်စီလေတက်တွင်မှာလုံခြုံရေးအရာ လေးတက်ရရှိနေတဲ့သတိတွေအားလုံးကို Facebook, TikTok ပေါင်းဝင်လူမှုကွန်ရက်အသုံးပြုမှုတွေကန့်သက်လာကြောင်းလေးတက်တဲ့ရင်းမြစ်တချို့ကပြောပါတယ်။တပင်းရင်းမြို့နယ်ဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်မှာစစ်ရှုံးကောင်စီရဲ့လေးတက်ကအရာရှိနဲ့သတိတွေမိသားစုဝင်တွေကိုလက်စားချေတိုက်ခိုက်ကြဖို့လူမှုကွန်ရက်မှာနှုတ်ဆော်တာတွေစစ်တဲ့အရာရှိစစ်တီနဲ့မိသားစုတွေရဲ့ဓာတ်ပုံမှတ်တမ်းတွေကိုလူမှုကွန်ရက်မှာဝင်မြတာတွေတောက်လျှောက်ဆိုသလိုဖြစ်ပေါ်လာတာကိုခွေးရက်အတွင်းမှာကျွန်တော်တို့တွေ့မြင်ရပါတယ်။အဲ့ဒီအခြေအနေတွေကြောင့်အကြမ်းမဆက်ရှုံးကောင်စီကလေးတက်အတွင်း လုံခြုံရေးအရလူမှုကွန်ရက်အသုံးပြုမှုတွေကိုအထူးကိစ္စတရအနေနဲ့ကန့်သတ်မှုတွေလုံဆောင်လာတာဖြစ်တယ်လို့လည်းသိရပါတယ်။လူမှုကွန်ရက်တွေမှာမိမိတို့ရဲ့နာမည်အစ်စ်မိသားစုပုံဆွေမျိုးသားသမီးပုံတွေတင်ထားတာရှိရင်ဖယ်ရှားဖို့ Facebook မှာဆိုရင် profile lock ချထားဖို့တာဝန်ထမ်းဆောင်ရတဲ့တက်လင်းအမျိုးအစားပုံတွေမတင်ဖို့ TikTok မှာလေရင်ပြသတာဝန်ထမ်းဆောင်ခြင်းဗီဒီယိုတင်တာတွေမလုပ်ဖို့အရင်ကတည်းကတင်ထားပြီးသားတွေဆိုရင်လဲချက်ချင်း ဖြုတ်ပြီးတော့ပယ်ရှားကြဖို့ဒီတက်တွေမှာညွှန်ကြားပါတယ်။အကယ်၍ညွှန်ကြားချက်ကိုမလိုက်နိုင်ရင်လိုအပ်တဲ့အရေးယူမှုတွေလုပ်မယ်ဆိုတာမျိုးသတိပေးမှုတွေရှိနေပါတယ်ဆိုပြီးတော့လေတက်သတင်းမြစ်ကပြောဆိုပါတယ်ခင်ဗျာ။အရင်ကတည်းကဒီလေတက်အတွက်မှာလူမှုကွန်ရက်အသုံးပြုမှုနဲ့ပတ်သက်ပြီးတော့တားမြစ်ချက်တွေများစွာရှိပေမဲ့တင်းကျပ်မှုတွေမရှိကြောင်း။ဒါပေမဲ့အခုခါမှာတော့လေတက်ရရှိတဲ့စစ်တီတွေနဲ့မိသားစုဝင်တွေကိုဥတီတဲ့လုံခြုံရေးအရချင်းချောက်မှုတွေရှိလာတာကြောင့်မူလရှိရင်းစွဲကန့်တတ်တားမြစ်ထားတဲ့စီကံချက်တွေအတိုင်း လိုက်နာဆောင်ရွက်ဖို့စစ်ရှုံးကောင်စီထိပ်ပိုင်းကနေပြီးတော့ညွှန်ကြားလာတာဖြစ်တယ်လို့သိရပါတယ်။ဒေတာတွေမှာတိုက်လင်ရင်မောင်းပိုင်လော်ရီရဲ့မိဘနဲ့ဆွေမျိုးရင်းတွေကိုတက်တွင်းကိုခေါ်ယူနေထိုင်ခွင့်ပြုထားပြီးအရင်တုန်းကပြည်သူအများပြားသေဆုံးခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုတွေရှိလာတဲ့အခါတိုင်းမှာလုံခြုံရေးအရာလေတက်အတွင်းမကြာခဏလာရောက်နေထိုင်မှုတွေရှိတယ်လို့သိရပါတယ်။သေဆုံးမှုများတဲ့လေကြောင်းတိုက်ခိုက်မှုတွေဖြစ်လာရင်လေတက်ထဲကိုအရာရှိ မိသားစုတွေမိဘဆွေမျိုးတွေခဏလာရှောင်နေထိုင်ကြတာမျိုးပါမကြခဏရှိပါလေအဲ့လိုနေထိုင်ဖို့အတွက်လဲရိတ်တာတွေနဲ့အရာရှိအရာတွေကိုတည်တည်ချာချာဆောက်လုပ်ပေးထားတာတွေရှိတယ်နည်းနည်းအခြေအနေပြောင်းရင်သွားပြီဆိုရင်တချို့လဲသူတို့နေရက်တက်ပြင်ကိုပြန်သွားကြတယ်တချို့လဲမပြန်ကြတော့ဘူးဆိုပြီးတော့လေတက်တဲ့ရင်းမြစ်ကဆက်ပြီးတော့ပြောပါတယ်အဲ့တော့သူတို့ကြတော့နော်ထိမှသူတို့ကြတော့အသက်ခံရမှာတခုခုဖြစ်မှာကိုကြောက်လိုက်တဲ့အမျိုးပြည်သူကိုတော့လင်းရင်ပေါ်ကနေပြီးတော့ ောက်မှာကလင်းငယ်ကြီးပြေးလွှားစော်ကစားနေတာသိပေမဲ့ကျောင်းဘုံကြီးကျောင်းစာသင်ကျောင်းစစ်ဘေးရှောင်မိသားစုတွေကလင်းငယ်တွေတက်ကြီးရွယ်အိုတွေကိုဝင်တဲ့အမျိုးသမီးတွေပါမချမ်းဒီမှာဆုလိုက်ပြုံလိုက်နေကြတာကိုတိလျက်နဲ့တကယ်ကိုဖြတ်အားပြင်းလင်းရင်ပြက်လက်နက်တွေနဲ့ဘုံစံအမြောက်စံတွေနဲ့ကျဲချပြီးတော့တက်ဖြတ်တယ်အဲ့တော့ကုမိသားစုကိုထိမှကြတော့ပေလောက်အောင်ကြောက်ကြတယ်ကောင်းလေတော်တော်လေးလေးတက်ပြီး ကောင်းရတယ်လို့ဆိုရမယ်အဲ့တော့ပြည်သူတွေပေါ်မှာဒုက္ခပြပြီးတော့တက်ဖြတ်နေတဲ့ဒီမတရားမှုကိုပြုလုပ်နေတဲ့သူတွေကအချိန်ကာလတစ်ခုပါပဲကိုယ်အလှအတုံးအလှဆိုတာကပြန်ပြီးတော့ရောက်လာမှာပါဝိဆိုတာကဘဝမကူးပါဘူးအဲ့တော့မကြခင်အချိန်မှာဒီလိုမျိုးပြည်သူကိုတက်ဖြတ်တဲ့သူတွေပြည်သူအပေါ်မှာအနိုင်ကျင့်ပြုမှုတဲ့သူတွေရဲ့နောက်ဆုံးခရီးကနောက်ဆုံးအချိန်ကဘယ်လိုမျိုးဖြတ်တန်းရမလဲဆိုတော့ကျွန်တော်တို့မကြခင်မှာမျက်ဝါးထင်ထင် တွေ့မြင်ရမှာပါဝိဆိုတာဘဝမကူးပါဘူးအဲ့တော့နောက်တဲ့သတင်းဘုတ်ကတော့ကျွန်တော်တို့အားရစရာကောင်းတဲ့ခွန်အားဖြစ်စေတဲ့ဒုတိယဖြစ် energy အစိုးရအတွက်အရင်တရက်ဖြစ်စေတဲ့သတင်းဘုတ်ပါဒါကတော့ CDM မန္တလေးစစ်တပ်ကတို့ပမောက်ခကျုပ်အုံနောက်နဲ့အာယုံကျော်ခွဲစိတ်အထူးကုဆရာဝန်ကြီးပမောက်ခဒေါက်တာခင်မောင်လွင်က energy အစိုးရရဲ့ကျန်းမာရေးဒုဝန်ကြီးဖြစ်လာပါပြီခင်ဗျာဒီသတင်းပြည့်စုံကိုဆက်ပြီးတော့ပြောပြချင်ပါတယ် အဲ့တော့ဂျမ်းမစစ်အာနာသိမ့်မှုကိုဆက်ကျင်တော်လှန်နေတဲ့စီဒီယမ်မန္တလေးစစ်တပ်ကသူပေါမောက်ခါချုပ်ဘုံနောက်နဲ့အာယုံကျော်ခွဲစိတ်အထူးကုဆရာဝန်ကြီးပေါမောက်ခါဒေါက်တာခင်မောင်လွင်ကိုမြို့သားညီရဲဆိုရအန်ယူဂျီရဲ့ဂျမ်းမရေးဂျူးဝင်ကြီးအဖြစ်နဲ့ခန့်အပ်လိုက်ကြောင်းပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကမနေ့ညပိုင်းကတရားဝင်သတင်းထုတ်ပြန်လိုက်ပြီးဖြစ်ပါတယ်အဲ့တော့ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီကဖက်ဒရယ်ဒီမိုကရေစီ ရင်းရင်ရပမောက်ခဒေါက်တာခင်မောင်လွင်ကိုမြို့သားညီညီအစိုးရကျမရေးဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီးဖြစ်ခန့်အပ်တာဝန်ပေးခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဆရာကြီးပမောက်ခဒေါက်တာခင်မောင်လွင်ကတော့1989ခုနှစ်မှာရန်ကုန်စစ်တပ်ကသူတစ်က MBBS ဘွဲ့ကိုရရှိခဲ့ပြီး1992ခုနှစ်မှာတော့ရန်ကုန်ပြည်သူ့စေယုံကြီးကအုံနောက်နဲ့အာယုံကျော်ခွဲစိတ်အထူးကုဌာနမှာလက်ထောက်ဆရာဝန်ဖြစ်နေအမှုထမ်းခဲ့ပါတယ်။အဲ့တော့1990 ခုနှစ်ခုနှစ်မှာစေပညာမဟာသိပ္ပံခွဲစိတ်ကုပညာဘွဲ့ကိုစေတက္ကသိုလ်တက်မှာတက်ရောက်အောင်မြင်ခဲ့ပြီး2000ခုနှစ်မှာ Ryan College Eden Bridge ရဲ့မြန်မာနိုင်ငံမှာလာရောက်စစ်ဆေးတဲ့ FRCS ဘွဲ့ကိုဝင်ရောက်ဖြစ်ဆိုအောင်မြင်ခဲ့ပါတယ်အဲ့ဒီနှစ်မတ်လမှာပဲဒီအထုကုဆရာဝန်အုံနောက်နဲ့အောင်ကျော်ခွဲစိတ်ဖြစ်ရာထူးတို့ပြီးမန္တလေးထွေထွေယောဂကုဆေးရုံကြီးကိုရောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့တာလည်းဖြစ်ပါတယ် 2013ခုနှစ်မှာပြည်သူ့ကျန်းမာရေးတက်ကတူရန်ကုန်ဒီပလိုမာ MED ED ဘွဲ့ကိုရရှိခဲ့ပြီး2015ခုနှစ်မှာတော့စစ်တက်ကတူမန္တလေးမှာပမောက္ခချုပ်ရာဒူးနဲ့ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့တာလည်းဖြစ်ပါတယ်အဲ့တော့ COVID-19 ကာလမှာမန္တလေးတိုင်းတွင်းမှာရှိတဲ့ COVID ကာကွယ်ကုသတိုက်ဖျက်ရေးလုပ်ငန်းတွေမှာစစ်တက်ကတူမန္တလေးကနေပြီးတော့အင်တိုင်းအားတိုင်းပါဝင်ဆောင်ရွက်ခဲ့ပြီး ARI Foundation ရဲ့ COVID ကုသရေးစင်တာမှာလည်းတာဝန်ခံဆရာဝန်ကြီးအဖြစ်နဲ့ဝင်ရောက်ပါဝင်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ် ဲတော့2020ခုနှစ်ဖေဖော်ဝါရီလတရက်နေ့မှာတော့အကြံဖတ်စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းဖေဖော်ဝါရီ၈ရက်နေ့မှာစစ်တပ်ကတို့မန္တလေးကိုစီဒီအန်တပ်ကတို့ဖြစ်နေဆရာကြီးတို့ကညင်ညာခဲ့ပါတယ်ဖေဖော်ဝါရီလ17ရက်နေ့ညတနာရီလောက်မှာအကြံဖတ်စစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေကဗမောက္ခချုပ်နေအိမ်ခြံဝင်းတွင်ကိုခြံစည်းရိုးကြော်ဖောက်ဝင်ရောက်လာပြီးစစ်စင်းမေးမြန်းမှုလာရောက်ခေါ်ဆောင်ခဲ့ပေမဲ့ဇနီးနဲ့သမီးနှစ်ဦးတို့ရဲ့အကူအညီစစ်တပ်ကတို့မန္တလေးကဆရာဆရာမတွေမိသားစုတွေဝန်ထမ်းမိသားစုတွေအကူအညီဆောင်ရှောက်မှုနဲ့ ေါ်ဆောင်သွားတာကိုမခံခဲ့ရပါဘူးအဲ့တော့2020ခုနှစ်ဖေဖော်ဝါရီ17ရက်နေ့ညကစပြီးစစ်တပ်ကတို့မန္တလေးကရှောင်းတင်းခဲ့ပြီးတော့အခုခါမှာလွမြောက်နေမြေတစ်ခုကိုရောက်ရှိနေပြီးမြန်မာညွေဆိုရကျမ်းမာရေးဝန်ကြီးဌာနရဲ့တာဝန်တွေကိုထမ်းဆောင်ရင်းတော်လိုင်းရေးကြီးအောင်မြင်အောင်အဖက်ဖက်ကနေကြိုးပမ်းဆောင်ရွက်နေရကနေအန်ယူဂျီကျမ်းမာရေးဝန်ကြီးဌာနရဲ့ဒုဝန်ကြီးအဖြစ်နဲ့ခန့်အချင်းခံရပြီးတာဝန်ယူဆောင်ရွက်လာပြီးဖြစ်ပါတယ်ခင်ဗျာကျိုးစုဝန်သားစာနဲ့ကျိုးစုပြီးတော့ပြည်သူတွေလည်း အားတက်ရမယ်သတင်းဖြစ်ပါတယ်။ဒါကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကိုဆက်ပြီးတော့ပြောပြချင်ပါတယ်။နောက်ထပ်သတင်းကတော့နက်တလင်းမြို့နယ်ထဲမှာဆစ်ရှုံးကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်တော်လိုင်းရေးတပ်ဖွဲ့တွေကဖမ်းဆီးပြီးတော့စစ်ဆေးနေတဲ့ကျွန်တော်တို့စစ်တပ်သတင်းပေးခိုင်ကြီးထိမှန်ပြီးတော့တည်ဆုံသွားတယ်လို့သိရပါဗါတယ်။အဲ့တော့ခိုင်ကြီးကတော့ဆက်ကပြောခဲ့သလိုနောက်ဆုံးခကြီးမှာတော့ဘဝကြီးရဲ့စေတနာတွေတပွတ်တပိုက်ကြီးနဲ့ခကြီးဆက်သွားတယ်အချိန်တွေပါ အခုတိုင်းနယ်တလင်းမြို့နယ်မှာဂျမ်ဖတ်စစ်ရှုံးကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်တော်လိုင်းတပ်ဖွဲ့တွေဖမ်းဆီးဆစ်ဆီးနေတဲ့စစ်တပ်သတင်းပေးခိုင်ကြီးထိမှန်တည်ဆုံးခဲ့တယ်လို့သိရပါတယ်။မီလာ16ရက်နေ့မွန်းလွဲ12နာရီခွဲချိန်လောက်မှာနယ်တလင်းမြို့နယ်ကန်စုကျေးရွာမှာနေတဲ့စစ်တပ်တွေအလုလုပေးနေတဲ့ခိုင်ကြီးနဲ့ပေါင်ကျော်စံတို့ကိုဖမ်းဆီးပြီးဒီစစ်တပ်ထောက်တိုင်အဖြစ်မပြုလုပ်ဖို့နောက်နောက်မှာစစ်တပ်ထောက်တိုင်ဖြစ်နေမလို့ကြဖို့ပြည်သူလူထုပေါ်အနိုင်ကျင့်ဗိုလ်ကြတာတွေမလို့ကြဖို့ခေါ်ယူတတိပေးခဲ့တယ်လို့သိရပါတယ်။အဲ့လိုတတိပေးနေတဲ့ချိန် ပေါင်ကျော်ဆန်းဆိုသူကရေတောက်အောင်မယ်ဆိုပြီးတော့ထွက်ပြေးသွားတဲ့အတွက်လိုက်လံဖမ်းသိတဲ့အချိန်ကျန်ရှိနေတဲ့ခိုင်ကြီးကပါထပ်ပြီးတော့ထွက်ပြေးသွားတဲ့အတွက်ပေါင်ကျော်ဆန်းဆိုသူဟာထပ်ပြေးလွတ်မြောက်သွားကြောင်းမွန်လွဲ့10နာရီ22မိနစ်မှာခိုင်ကြီးဆိုသူကိုပြန်လဲဖမ်းသိရရှိခဲ့တယ်လို့သိရပါတယ်အဲ့လိုမျိုးသတိပေးနေတဲ့အချိန်မှာပြန်လဲအဲဖမ်းမိနေတဲ့အချိန်မှာခိုင်ကြီးကိုစီစုံကုန်းကျေးရွာနဲ့ကန်စုကျေးရွာကြားမှာရှိတဲ့တောင်ကုန်းတစ်ခုပေါ်မှာဆစ်ဆစ်မြဲမြဲနေတဲ့အချိန်ကန်စုကျေးရွာဘက်မှာရှိတဲ့စစ်ရှုံးကောင်စီတပ်က က်နဲ့ကြီးနဲ့ပြက်ခတ်ရမှာခိုင်ကြီးကိုစစ်စေးမင်းမြတ်နေတဲ့နေရာကိုတက်တဲ့ကြောက်ရောက်ပောက်ကွဲပြီးခိုင်ကြီးမှာနေရာမှာပဲပွေးချင်းပြီးသေဆုံးသွားခဲ့ရတယ်လို့ဆိုပါတယ်ခင်ဗျာခိုင်ကြီးကတော့တော်တော်လေးချဲထွက်တဲ့ရက်မှာပဲတော်တော်လေးကန့်ထူသွားတယ်လို့ဆိုရမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီလုံဆောင်ဒီလိုမျိုးအကြောင်းအရာတွေကိုဒီတရားရခင်အမှတ်1တရင် P2 3801တက်ခွဲနဲ့ Finite PDF ရေဘော်တွေက ီခန်ကြီးတို့ဘက်တွေကိုဖမ်းဆီးစစ်ဆေးတာတွေလုဆောင်ခဲ့တာဖြစ်ပြီးစစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြားရောက်ပောက်ပွဲပေမဲ့ထွက်ပြေးတိမ်းချောင်နိုင်လိုက်တဲ့အတွက်တပ်ဘေးကနေဒေါ်လာရေးတပ်ဖွဲ့တွေကလွတ်မြောက်ခဲ့တယ်လို့သိရပါတယ်ပိုးပဲ့ဒဏ်ရာတချို့တော့ရရှိခဲ့တယ်လို့ဆိုပါတယ်ခင်ဗျာโอเคပါတော့ကျွန်တော်တို့နောက်ထပ်အလင်းဝင်လာတဲ့သတင်းတွေကိုဆက်ပြီးတော့တင်ဆက်ပေးချင်ပါတယ်ဒါကတော့ဒဇင်မြို့စကားစားရဲ့ဒီခမာယာ361ကတပ်သား2ဦးတနက်နှက်လက်နဲ့အလင်းဝင်လာတဲ့သတင်းမှာသခိုင်းတိုင်းဒေသကြီးဒီဒဇယ်မြို့ ခြေဆိုင်အကြမ်းတ်စစ်ရှုံးကောင်စီရဲ့ခမာရ361တက်ကတပ်သားနှစ်ဦးက PDF 52ပြူဟာပေါ်ဦးစစ်ကြောင်းထံကိုမေလ12ရက်နေ့မှာတနက်နှစ်လက်ခဲအနေနဲ့တူအလင်းဝင်ရောက်ခဲ့တာကြောင့်တဦးကိုကြက်သိန်း50ထိစုချင်းမြင့်ခဲ့တယ်လို့သိရပါတယ်။အဲစစ်ရှုံးကောင်စီရဲ့ခမာရ361တက်တွင်းကတပ်သားနှစ်ဦးက MA2 တက်လက် MA3 တက်လက်ခဲရန်ပြည်စုံနဲ့အလင်းဝင်ခဲ့တာကြောင့်တဦးကိုသိန်း50စီစုချင်းမြင့်ပြီးကောင်းမွန်တဲ့စားတော့နေရာထိုင်ခင်းနေတဲ့နွေနွေထွထွနဲ့ကြိုးစုထားတယ်လို့သိရပါတယ်ခင်ဗျာ။ အကြမ်းဖက်ဆက်ရှင်ကောင်စီတက်ခေါင်းဆောင်တွေရဲ့တက်တွင်းကြီးနိုင်ငံညှိနှိုင်းဆက်မှုတွေမတရားမှုတွေကိုလက်မခံနိုင်သလိုပြည်သူရှိတဲ့အမှန်တရားဘက်ကိုကူးပြောင်းခြင်းနဲ့ဆန္ဒကြောင့်အလင်းဝင်ရောက်ဖို့ဆုံးဖြတ်ခဲ့ကြောင်းဖက်ဆူချက်မှာဖော်ပြထားပါတယ်အဲ့တော့အတော်လေးကိုကောင်းတဲ့စကားပါပြည်သူရှိတဲ့အမှန်တရားဘက်ကိုကူးပြောင်းခြင်းနဲ့ဆန္ဒကြောင့်ပြည်သူရှိတဲ့အမှန်တရားဘက်ကိုကူးပြောင်းခြင်းနဲ့ဆန္ဒကြောင့်အဲ့တော့ပြည်သူဘက်မှာရက်တည်တဲ့ပြည်သူလူထုနဲ့ တသားတည်းရှိတယ်ဆိုတာက အမှန်တရားနဲ့တသားတည်းရှိပြီးတော့ဓမ္မဘက်မှာတသားတည်းယက်တီနေခြင်း ဖြစ်တယ်ဆိုတာကိုအဲ့တော့အမောင်ဖုံးနေတဲ့စစ်ရှုံးကောင်စီလက်အောက်ကနေပြည်သူဘက်ကကူးပြောင်းပြီးအလင်းဘက်ချမ်းကိုရောက်ရှိလာတဲ့အတွက်ဝမ်မန်ဒတာနဲ့ကြိုးဆိုပါတယ်အဲ့တော့နောက်ထပ်ကြန့်ရှိနေတဲ့အကြမ်းတ်စစ်ရှုံးကောင်စီတက်လက်အောက်မှာလူတစုစာစစ်ကောင်းဆောင်ရဲ့အကျိုးစီးပွားစစ်ကောင်းဆောင် စစ်ဘိုလ်ချုပ်တွေရဲ့မိသားစုဝင်တွေရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုအသက်ပေးပြီးတော့ကာကွယ်ဆောင်ရှောက်နေမဲ့အစားအမှန်တရားရှိတဲ့ပြည်သူလူထုနဲ့အတူပူပေါင်းချင်းကသာလျင်နိမ့်မှန်လမ်းမှန်ဖြစ်တယ်ဆိုတာကိုဖော်ပြလိုပါတယ်အဲ့တော့နောက်ထပ်လင်းဝင်လာမဲ့စချုံကောင်တီလက်အောက်ခံတသားဘူကြီးဘုံမူရာထူးအမျိုးမျိုးကိုလည်းကြိုဆိုကြောင်းပြောလိုပါတယ်ခင်ဗျာအဲ့တော့ဒီကနေ့မနက်ခင်းရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ အန်ယူဂျီကာဝေးဦးညီဌာနဒုတိယအတွင်းဝင်တဦးဖြစ်တဲ့ကျွန်တော်တို့ဥမောင်မောင်ဆွေကမြပြင်ကနေပြည်တော်တိုင်းစစ်ဌာနဗျူဟာတိုင်ရင်တွေကိုတွားရောက်တွေ့ဆုံနေဆိုတဲ့တဲ့မှာဒီဇိုင်းညညရေးဆိုးရအန်ယူဂျီကာဝေးဦးညီဌာနဒုတိယအတွင်းဝင်ဥမောင်မောင်ဆွေကမေလ17ရက်နေ့မနေ့မှာနေပြည်တော်တိုင်းစစ်ဌာနဗျူဟာတိုင်ရင်တွေကိုတွားရောက်တွေ့ဆုံခဲ့တယ်လို့သိရပါပါခင်ဗျာအမှတ်902တိုင်ရင်ဌာနချုပ်နဲ့ဗျူဟာအမှတ်78ဌာနချုပ်တွေကိုတွားရောက်ခဲ့ပြီးမြပြင်ကရဲဘော်ရဲမေတွေနဲ့တွေ့ဆုံတာ စကားပြောကြခဲ့တယ်လို့နေပြီးတော့ PDF ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ Energy ဒုတိယတွင်းဝင်ရဲ့သွားရောက်တွေ့ဆုံမှုတွင်စေယုံချုပ်ဒုတိယစစ်တာဝန်ခံတဲ့တိုင်းစစ်ဌာနပြူဟာတရင်တာဝန်ရှိသူတွေတက်ရောက်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။အဲဒီ Energy ကလည်းအတိအလင်းပြောဆိုထားပါတယ်။2025ခုနှစ်မှာ Energy ကိုစစ်ရေးနိုင်ငံရေးအရာပြောင်းလဲတွေပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ဖို့ဒီဆိုရအစ်စ်တရက်ကိုအသည့်လောင်းကြဖို့ဒီတိုင်းသား ော်လိုင်းတက်ဖွဲ့ခေါင်းဆောင်နေတဲ့လေသဘောတူညီမှုတွေရရှိထားပြီးဖြစ်တယ်လို့ကျွန်တော်တို့ပြည်သူကနေပြည်သူကိုသတင်းစကားပားတဲ့အစီအစဉ်မှာဇိုက်ဒေါက်တာဇော်ဝေဆိုးကအရင်ရက်ကပဲကျွန်တော်တို့အတိအလင်းပြောကြခဲ့ပြီးဖြစ်ပါတယ်အခုဆိုလို့ရှိရင်အာသစ်လောင်းနေနေနဲ့မမခဆရာကြီးဒေါက်တာခင်မောင်လွင်တို့ဒီဝင်ကြီးအဖြစ်နဲ့တာဝန်ထမ်းဆောင်လာတာတွေအာသစ်လောင်းလာတာတွေကိုကျွန်တော်တို့အားရဝမ်းသာတွေ့မြင်ရတာလည်းဖြစ်ပါတယ်ခင်ဗျာအဲ့တော့အခုမနေ့မှတွေ့ရှိရတဲ့သတင်းတွေကို ကျွန်တော်ဝေယံနဲ့ဝိုင်းတော်သားတွေကစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆက်အာနာရှင်စနေဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာတူကြတဲ့သတင်းဖြစ်စဉ်တွေနဲ့အတူကျွန်တော်တို့နေ့လေခင်းမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel မှာလာရောက်ပြီးတော့စောင့်မျှော်ကြည့်ရှုကြတဲ့ပြည်သူတဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ် Channel လေးကို Subscribe လုပ်ပြီးတော့ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ခဲပေးဖို့လဲ 你大家看嘛，怎么样？<noise> <noise> <noise>